ချင်းပြည်နယ်ဖကံမြို့နယ်စိုင်းတောင်မမုံဖားပြင်းနတ်မုံစိုင်းအောင်ကြီးရွာများမှတိရခန့်ပြည်သူအမျိုးသားအမျိုးသမီး9ရောင်ဦးခန့်ကို KIAPDF ပူပေါင်းဖွဲ့ကယခုနှစ်သတင်းကြောကာလအတွင်းလူတည်စုဆောင်ကအသိအာရမဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ဖကံမြို့ခံများထံကသိရပါတယ် ဗုဒ္ဓဘာသာဝင်တို့ရဲ့နေတူနေမြတ်တစ်ခုဖြစ်တဲ့ဝါလကင်လို့တဲ့တည်င်းကျော်ကာလအတွင်းဖျားကြောင်းကန်သွာလာနေတူပြည်သူများနဲ့အလူအတန်းပြုလုပ်နေသူများနေအိမ်အတွင်းစီမီးပူဇော်နေကြတဲ့အပြစ်မဲ့ဒေသခံပြည်သူအမျိုးသားအမျိုးသမီး900နီးပါးကိုအင်စီကားဖြင့် KAIPDF တို့မှလိုက်လံဖမ်းဆီးခေါ်ဆောင်မှုများပြုလုပ်ခဲ့တယ်လို့စိုင်းတောင်ကြီးရွာနေပြည်သူတို့က EPN တည်င်းဌာနသို့အတည်ပြုပြောပါတယ် ဖက်ကက်မြို့နယ်ထဲမှာဗုဒ္ဓဘာသာဝင်တွေရဲ့နေထူနေမြတ်တစ်ခုဖြစ်တဲ့ဒီလိုတရင်ကျုကာလာမှာဒေသခံပြည်သူတွေအများကြီး KIPDF တို့ရဲ့လူသစ်စုဆောင်တာကိုခံလိုက်ရတဲ့တရင်ကျုကာလာဆိုတော့ဖျားသွားလာတဲ့သူတွေစတူဒီတာအလူလုံနေတဲ့သူတွေပြီးတော့ကိုယ့်အိမ်မှာကိုဖျားစီမီပူဇော်နေတဲ့အမျိုးသမီးတွေကအစားအကုန်ဝင်ဆွဲသွားကြတော့တကယ်စိတ်မကောင်းစရာတရင်စိုးကြီးတစ်ခုပဲလို့ပြောချင်တယ်လို့အမိမဖော်လို့သူပြည်သူတို့ကဆိုပါတယ် တည်င်းချိုလာပြင်းနေဖြစ်တဲ့အော်တိုဘာလ6ရက်နေ့ညနေ9နာရီချိန်မှာစ၍တည်င်းချိုလာဇန်တရက်အော်တိုဘာလ9ရက်နေ့ညအထိ KIAPD ရဲ့ပူပေါင်းဖွဲ့များကအင်စီကားနဲ့စိုင်းတောင်မမုံဖားပြင်းနတ်မော်စိုင်းအောင်ကြေးရွာများမှာစီမံချက်ဖြင့်ရည်ရွယ်ချက်ရှိရှိတရွာဝင်တရွာထက်ကောင်းဒီလောက်ကံပြည်သူ အမျိုးသားအမျိုးသမီး9ရောက်ဦးခန့်ကိုအသိအာရမလူတစ်စုဆောင်ခြင်းများပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ KIABD ရဲ့ပူပေါင်းအဖွဲ့များကဖကံမြို့နယ်အတွင်းရှိ အလပြင်ဆိုင်များအင်တာနက်ဆိုင်များလက်ဖက်ရည်ဆိုင်များကားဂိတ်များရေမစေးရှာဖွေနေသူများစားတောက်ဆိုင်များနဲ့အလူအတန်းပြုလုပ်နေသူများပါမချမ်းအမျိုးသားအမျိုးသမီး900ဦးခန့်ကိုအဖွဲ့ဆဲဖွဲ့ခွဲ၍လူသစ်ဆုဆောင်ခြင်းများပြုလုပ်ခဲ့တယ်လို့ဒေသခံပြည်သူများရဲ့ပြောဆိုမှုအရသိရပါတယ်။ ယခုကဲ့သို့ဗုဒ္ဓဘာသာဝင်များ၏နေထူနေမြတ်တစ်ခုဖြစ်တဲ့သတင်းချုပ်ကာလာမှာကျန်ရီ PDF ပူပေါင်းဖွဲ့များကအသင်းအာရမလူသစ်စုဆောင်ခြင်းများလှုပ်ဆောင်ခြင်းဤဗုဒ္ဓဘာသာဝင်များ၏ဘာသာရေးကိုအလေးနက်မထားခြင်းနဲ့မထီမဲ့မြင်ပြုခြင်းသာဖြစ်တယ်လို့ဖကံမြုတ်ခန့်တူကထည့်တွင်ပြောပါတယ် တိတ်ကိုအကြီးတန်းတဲ့လောက်ရတစ်ခုလို့မြင်မိပါရယ်ဗျဘေဘာသာဝင်ပဲဖြစ်နေပါစေအခြားသောဘာသာရင်းတွေမှာဒီလိုလူမဆန်တဲ့လောက်ရမျိုးမလုပ်တဲ့မူပေါ့တာဝန်ရှိဘဟုအစင်အကြီးကဲတွေအနေနဲ့လည်းအောက်ခြေက KIEPDF အဖွဲ့လောက်သွားတဲ့လောက်ရကိုအမြန်ဆုံးတားမြစ်ပေးဖို့လိုတယ်အခုတော့ဘာသာဝင်တွေရဲ့နေထူးနေမြန်မှာတော့စစ်ရေးဖော်ဆောင်တာတွေအတင်းအာဓမလူသစ်ဆုဆောင်တာတွေမလုပ်ပေးဖို့လက်နက်ကင်အဖွဲ့တွေကိုမြစ်တာရက်ခန့်ချင်ပါတယ်လို့သူကပြောပါတယ်အလားတူဖကန်တီတာမှာစက်တင်ဘာလ30ရက်နေ့ကနတ်မော်ကြီးရွာအနီးလောက်ကွက်တစ်ခုမှာ KIABD ရဲ့ပူပေါင်းဖွဲ့ကလောက်ွက်အတွင်ဝင်ရောက်ကာအတင်းအာရမလူတည့်စုဆောင်ခြင်းများပြုလုပ်ခဲ့ရာထွက်ပြေးတန်းဆောင်သူရေမစေးကြောက်ရှာဖွေသူအမျိုးသားတဦးမြေစာပုံပေါ်မှာပြုတ်ကျ၍တေဆုံးသွားခဲ့တဲ့ဖြစ်စဉ်တစ်ခုနဲ့အော်တိုဘာလ၄ရက်နေ့ကစိုင်းတောင်ကြေးရွာရှိပြည်လုံးချမ်းသာစီတီတော်၌တန့်ရှင်ရေလောက်ကိုင်းနေကြတဲ့အမျိုးသမီးများအပါအဝင်လူငယ်ရှစ်ဦးအားဖမ်းဆီးခေါ်ဆောင်သွားတဲ့ဖြစ်စဉ်လည်းဖြစ်ပွားခဲ့တယ်လို့သိရပါတယ်